ိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီမော်ဖိုကီစခန်းကို KNU ကတိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။ကရင်ပြည်နယ် KNU တပ်မခွနဲ့နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မော်ဖိုကီစခန်းကို나이ပိုင်းသာတိုက်ခိုက်ခဲ့ရပြီးနောက်စခန်းတစ်ခုလုံးကိုတိမ့်ပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU ကသတင်းထုတ်ပြန်ထားပါတယ်။ ယမန်နေ့မေလ16ရက်နေ့မွန်းတက်7နာရီဝန်းကျင်အချိန်ကစတင်ပြီးစစ်ကောင်စီရဲ့မော်ဖိုးဂီစခန်းကို KNL KNDO နဲ့ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ပြီးရင်းနောက်ယမန်နေ့ည7နာရီဝန်းကျင်အချိန်မှာစခန်းကိုချီးကပ်ဝင်ရောက်နိုင်ခဲ့ကြောင်းညတကောင်ရန်ချိန်စခန်းတစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် မေလ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုတိမ့်ပိုက်ပြီးနောက်မေလ19ရက်နေ့မှာမော်ဖိုကီ စခန်းကိုလည်း KNU ဟာတရက်ထဲအပြည့်အပြည့်တိုက်ခိုက်တိမ့်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမော်ဖိုကီစခန်းတိမ့်တိုက်ပွဲကြောင့်ပြည်သူ242ဦးထိုင်းနိုင်ငံဘက်အချမ်းကိုစစ်ဘေးတိမ့်ရှောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းနယ်စပ်မှာလုံခြုံရေးတိုးမြင့်ခဲ့တယ်လို့သိရှိရပါတယ်။ KNU တပ်မခွင့်နယ်မြေ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်ဆိုးသလို KNL ဥဆောင်တဲ့တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမလအေပယ်လနဲ့ယခုမေလာအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီပူလူတူကလေဒီတခေါပီခွီမော်ဖာသူစခန်းတာလေစခန်းမေလာမော်ဖိုးကီစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်